တကယ်ဉာဏ်မြင်စင်ကြယ်သွားလို့ရှိရင်ခုဒီဖြစ်နေတဲ့ရုပ်စုရာယောဂကြီးလို့ဟောတာဝေဒနာဟာယောဂလို့ဟောတာသင်ညာဟာယောဂသင်္ခါရဟာယောဂဝိညာဉ်ဟာယောဂအနှစ်ချုပ်ပြောရရင်ယုံနာဟာယောဂပဲဘုန်းတို့ပါဂဏီတုတ်တန်ထဲမှာပါဂဏီပုံနာကြီးကိုမြတ်စွာဘုရားကနူနာယောဂတဲ့နဲ့ဥပမာပေးပြီးတော့တရားလေးလေးနက်နက်ဟောတာရှိတယ် အဲ့လိုဟောပြီးတော့မြတ်စွာဘုရားကအာရောက်ချပရမလာဘနိဗ္ဗာန်ပရမန်ဒုက္ခစချီတဲ့ဂါထာလေးကိုမြတ်စွာဘုရားရွတ်တယ်။အဲ့ဒီရွတ်တဲ့အချိန်မှာပါဂဏီပုံနာကြီးဟာဟာအံ့ဩစရာကောင်းနေတဲ့သူတို့ပုံနာကြီးရွတ်ဆိုတဲ့ဂါထာနဲ့တူးနေတယ်။သူတို့ကလည်းဆရာဆင်ဆက်အဲ့ဒီဂါထာလေးကိုရွတ်ဆိုကြတာရှိတယ်။အတိတ်ကပြောတာတော့အာရောက်ချပရမလာဘလက်တကလက်ရခြင်းတကရခြင်းတွေမှာကျမကြီးကောင်းခြင်းကိုရရတာ။ ကောင်းဆုံးပဲနိဗ္ဗာန်ဆိုတဲ့အငြိမ့်တာချမ်းသာဆုံးပဲအဲ့ဒါလိုအဓိပ္ပာယ်ရှိတဲ့ကာထာကိုမြတ်စွာဘုရားရွတ်တော့သူကလည်းသူတို့မှလည်းအဲ့ဒီကာထာမျိုးရှိတယ်ပေါ့အဲ့ဒါမြတ်စွာဘုရားမင်းနားလေလားဆိုတော့နားလေပါတယ်တဲ့တော့ကျမကြီးကင်းခြင်းတည်းရဲ့အကောင်းဆုံးလက်ဖြစ်တယ်ဆိုတာမင်းဘလို့နားလေတော့ဆိုအခုတတိယတော့ကျမ်းမာနေတယ်ဘာယောဂမှမရှိဘူးဒါကြောင့်တတိယတော့အကောင်းဆုံးလက်ကိုရထားတယ် ခုဘာဒုက္ခမှမရှိတဲ့အတွက်ကြောင့်တပည့်တော်ကငြင်းအေးနေတယ်ချမ်းသာနေတယ်လောလောဆယ်သူ့ကိုယ်သူဘလို့ထင်နေတာတော့ကျမ်းမာတယ်လို့လည်းထင်တယ်ချမ်းသာတယ်လို့လည်းထင်တယ်အဲ့တော့ယသော်ဗျာမင်းတို့ကဘာနဲ့တူလဲဆိုလို့ရှိရင်သူကအစဉ်အတန်ကြီးလမ်းလျှောက်တာနဲ့တူတယ်တဲ့ရှေ့တုန်းကသွားတဲ့လူရဲ့ခပုံစားကိုဆွဲပြီးတော့နောက်ကလိုလိုက်တယ်အဲ့ဒီလူရဲ့ခပုံစားကိုနောက်ကလည်းဆွဲလိုက်တယ်ရှေ့တုန်းကသွားတဲ့လူကမြင်လားဆိုတော့ မြင်ဘူးနောက်ကလိုက်တဲ့လူကမြင်လားဆိုတော့လေမမြင်ဘူးသွားကျင်ကသွားပြီးတော့အစင်ဆက်မင်းတို့လက်ခံထားတဲ့နားလည်မှုတွေကအကုန်လွဲနေတယ်တဲ့တကယ်စင်စစ်ဒီဘဝဒီယုံနာဟာယောဂါတုံးကြီးတဲ့ယောဂါလို့ခေါ်တဲ့နေရာမှာရုပ်ကိုယ်တန်နဲ့ယောဂါလို့ခေါ်တာမဟုတ်ဘူးနာမ်ကိုလည်းယောဂါလို့ခေါ်တာပဲကျွတ်တို့နားလည်လားအဲ့ဒါကိုနားမလည်ဘူးကျွတ်တို့ကအော်ဟစ်နေရာမှာမအီမသာဖြစ်နေမှာအခမ်းအနအလွန်ခက်နေမှာ ယောဂဖြစ်တယ်လို့သိတာဒီတိုင်းလေးနေသာထိုင်သာလေးဖြစ်နေတဲ့အနေအထားကိုကျုပ်တို့ယောဂလို့ခံစားလို့ရသလားမရဘူးဒါပေမဲ့တတိပဋ္ဌာန်တရားကိုအားထုတ်လို့တကယ်တတိကောင်းလာပြီစိတ်အကြီးအသေးမြင့်လာပြီဆိုလို့ရှိရင်ဒီယုတ်တန်လေးဖြစ်နေရတာယောဂသဘောပဲဆိုတာကိုဖြည်းဖြည်းနဲ့ရိပ်မိနိုင်တယ်ကောင်းနေတဲ့သဘောမဟုတ်ဘူးတတ်တာနေတဲ့သဘောမဟုတ်ဘူးလို့သူနားလဲဟုတ်လား ဘုံပြောတာကိုသဘောပေါက်လားမသိဘူးအဲ့တော့ယောဂါဆိုတာရဲ့အပေါ်မှာနားလည်မှု